မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့မကြခင်ရောက်လာမယ့်အဆုံးသက်တိုက်ပွဲအတွက်တင်တင်နာပြင်ဆင်ပါဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်တိုင်းရင်းသားတော်လိုင်းတက်များရဲ့အကူအညီနဲ့ စာတွင်းဘဝကနေလက်တွေ့စဉ်အတွေ့အကြုံများစွာရယူထားကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်သားတွေကပူးပေါင်းဖွဲ့များနဲ့အတူပြူဟာကောင်းများနဲ့ထိုးစစ်ဆင်လျက်ရှိပါတယ်။တချို့မှလည်းထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်တင်နာတွေကိုပြင်ဆင်လျက်ရှိနေပါပြီ။မြေချောင်းကနေဖြတ်ပြီးတပ်သူကတပ်မဲတံပေါ်ကစင်းသူကစင်းမဲကံယူရန်ကထိုးသူကထိုးမဲတောတောင်မှတီမျိုးပြစင်းကိုဆိုတဲ့ဦးမင်းကိုနိုင်စကားအရတကယ်လဲအကောင့်ထဲပေါ်နေသလားလို့ကြည့်ရင်တကယ်ဖြစ်နေတယ်ဆိုတာမြင်သာနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ဖြားပိုင်းကနေစပြီးတောင်ဘက်အစုံပိုင်းဒီနေရာအနက်တိုက်ပွဲဖော်ဆောင်နေကြတဲ့ဒေါ်လိုင်းတပ်ဖွဲ့ရင်းရဲ့ထိုးစစ်ကြောင်းလေကြောင်းတစ်ခုနဲ့တာအားကိုးရဖြစ်နေတဲ့စစ်ရှုံးကောင်စီအတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်20ရာခိုင်နှုန်းလောက်သာထိန်းချုပ်နိုင်မှာတော့မပြည့်စုံမှုတွေအခက်အခဲတွေစိန်ခေါ်မှုတွေကြားကလှုပ်ရှားရုံးကန်နေရတာဒီကိုပိုင်မူလဖြစ်တည်မှုဘဝတွေကိုခြံထားခဲ့ကြပြီး PDF ရဲဘော်ရဲမီဘဝတွေကိုခံယူယုံကြည်ချက်အတွက် ရဲဝန်းစွာတိုက်ပွဲဝင်ရင်ကိုလန့်အင်ကအစိပ်ပိုင်းတွင်အသက်တွေဘဝတွေရှင်ခဲ့ကြကဘာကြောင့်တိုက်ပွဲဝင်တယ်လဲဆိုရင်မတရားမှုပိုကြမှုတွေကိုဒီခင်မှာဒီစနစ်အဆုံးသတ်နိုင်ဖို့ဖြစ်ပါတယ်ဒီခင်မှာဒီစနစ် ဆိုပါပြဖို့စစ်အာဏာရှင်ကိုအပြီးပြတ်တော်လန့်ဖို့အတွက်နောက်ကြောင်းလဲဘရောမှာပြန်လဲမှာမဟုတ်တဲ့တန်နိဋ္ဌန်ကြီးကြောင့်တော်လန့်တပ်ဖွဲ့တွေရဲ့တော်လန့်စစ်ရှင်ဟာအဆုံးထိရောက်ရှိလာပြီဖြစ်ပါတယ်။အထွေထွေထိုးစစ်ကြီးတခုလာလိမ့်မယ်လို့ NUG ကဝန်ရဲ့အတိပေးတတိပေးစကားကလည်းရှိနေတာမဟုတ်လို့တော်လန့်တပ်ဖွဲ့တွေဘက်ကပြင်ဆင်မှုအများပြားလှုံ့ဆော်မှုရှိခြင်းကြောင့်ပြည်သူများကိုအတိပေးတတိပေးစကားပါခြင်းဖြစ်ပါတယ်။ဘုံရံသူဟာအာဏာသိမ်းစစ်တပ်တခုလည်းဖြစ်နေပြီးတော်လန့်တပ်ဖွဲ့တွေဘက်မှစူးစိမှုအင်အားများများနဲ့အခြားသောပြင်ဆင်မှုတွေပြင်ဆင်နေပြီဖြစ်တဲ့တော်လန့်ရေချင်းကအမြင့်ဆုံး ရောက်ရှိလာပြီးဖြစ်ပါတယ်။အခုချိန်အာနာသိန်းစစ်တပ်အတွက်တော်လန်ဘူးအကောင်းဆုံးနဲ့အင်အားအလုံးနဲ့ပံဝင်တဲ့အချိန်မြန်မြန်နဲ့ပြီးစီးမှာဖြစ်ပါတယ်။ပြည်သူတွေဘက်ကလည်းဒါဟာပြည်တွင်းစစ်ဖြစ်နေခြင်းမဟုတ်ပဲမတရားမှုကိုတောင်းယူမရလို့တိုက်ယူနေရခြင်းဖြစ်တဲ့ဒီဒေါ်လာကြီးမှာပံဝင်နိုင်တဲ့နီးလန်းပေါင်းစုံရှိနေပါတယ်။ဘာမှမတတ်နိုင်ဘူးဆိုရင်တော့စစ်ကောင်စီနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့အရာတွေနဲ့ဝေးရမှာနေခြင်းကပဲပူးပေါင်းခြင်းဖြစ်ပါတယ်။မိစာကုန်ကန်နီးမိတော့ပမာဖြစ်နေစစ်ကောင်စီရဲ့ရှုံးမမှုနဲ့လေချောင်းအနေရကိုကြိုတင်ပြင်ဆင်ရင်းရှေ့ချင်းအမြင့်ဆုံးရောက်ရှိလာပြီးဖြစ်တဲ့ဒေါ်လာကြီးမှာအလု ုံးသွားသတိလားသတိရှိစေလိုပါတယ်လို့ရှင်းတာထားပါတယ် ဆက်လက်ပြီးမြစ်စုံစီမံကိန်းအကောင့်ထည့်ဖို့ဖြစ်ပါကတအားလိုအပ်ချက်ပြည့်မီကျော်လွန်နိုင်ကြောင်းစစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မှာမြစ်စုံရေရာလျှက်စစ်စီမံကိန်းကိုမရက်ဆိုင်ပင်အကောင့်ထည့်ဖို့ဖြစ်ခဲ့မယ်ဆိုရင်မြန်မာတနိုင်ငံလုံးရဲ့တအားလိုအပ်ချက်ပြည့်မီုံတာမကကျော်လွန်တဲ့အနေအထားကိုရောက်ရှိသွားနိုင်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်ကပြောကြားလိုက်ပါတယ်။မေလ20ရက်ကနေပြီးတော့မှဒုတိယနေ့ဖြစ်ဆက်လက်ပြုလုပ်တဲ့စစ်ကောင်းစီအစိုးရဖွဲ့လုပ်ငန်းညီနိုင်အစည်းအဝေးမှာအခုလိုမျိုးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလျှက်စစ်တအားလို ိုအပ်ချက်ပြည့်မှုမှုမရှိသေးတဲ့အကြောင်းတရားမရှိပါကဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုထိုင်းတင်တယ်လို့ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းတရားပူလုံစေဖို့အရင်ကာလတွေနဲ့ကလျှက်စစ်တားပီစီမံကိန်းတွေကိုအကောင့်ထဲပေါ်ပြီးခဲ့ပြီးမြေအကြောင်းမျိုးမျိုးကြောင့်အကောင့်ထဲမပေါ်နိုင်ခဲ့လို့လျှက်စစ်တားမပူလုံရတာဖြစ်ကြောင်းစစ်ကောင်ဆောင်ကပြောသွားပါတယ်။ထင်ရှားတဲ့ဥပမာအနေနဲ့မြေဆုံရေအားလျှက်စစ်စီမံကိန်းကိုမရက်ဆိုင်ခဲ့ပါကမကဝက်6000ရရှိမှာဖြစ်ပြီးလျှက်ရှိတားပီစက်ရုံတွေနဲ့မြေဆုံစီမံကိန်းပေါင်းဆက်လိုက်မယ်ဆိုရင်တားလိုအပ်ချက်ပြည့်မြုံတာမကကျော်လွန်သွားနိုင်တယ်လို့ပြောဆိုလာပါတယ်။လုံ ုံရင်းအနေနဲ့လုပ်ငန်းဆောင်ရွက်လို့မရနိုင်တဲ့အခြေအနေတွေကြောင့်စီမံကိန်းတွေရပ်တန့်ထားလို့လှုပ်ဆောင်လို့ရနိုင်တဲ့နေရာတွေမှာဖောက်ထုတ်ဆောင်ရွက်မှာဖြစ်ကြောင်း အနိုင်တမန်များပြုလုပ်ပြီးရှီယာလျက်စစ်ထုတ်လုပ်တာနဲ့နေအောင်ကြီးစွမ်းရည်သုံးဆိုလာတာပြီးထုတ်ယူခြင်းကိုဆောင်ရွက်တင်ကြောင်းစစ်ကောင်ဆောင်ကပြောပါရယ်စစ်ကောင်စီလက်အောက်ကလျက်စစ်ဝင်ကြီးဌာနကတော့လျက်စစ်တားထုတ်လုပ်မှုလျှော့ချတာဟာဒါအလိုင်းတွေဖျက်ဆီးခံရမှုတဘာဝပြီးကြောင်းလို့ပြောဆိုထားပြီးလက်ရှိမှာဒါအလိုရဲ့ချင်ရဲ့ထက်ဝက်ကြောင်းလောက်ကသာဖြန့်ဖြူးပေးနိုင်တယ်လို့ထုတ်ပြန်ထားပါရယ်မြန်မာနိုင်ငံရဲ့ဒါအလိုရဲ့ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့နိုင်ငံသားကနေတန်းငွေအရေးအန်ချီကိုဝယ်ယူရမယ်လို့ထောက်ပြမှုတွေရှိနေပြီးမြန်တန်းငွေရေးစင်းနှုန်းတွေမြင့် တက်နေလို့ဝယ်ယူဖို့အခက်ကြုံနေရတယ်လို့လီယက်စင်နဲ့စွမ်းအင်ဝင်ကြီးဌာနကထုတ်ပြန်ပြောကြားထားပါတယ်။ ။မြစ်ဆုံစီမံကိန်းဟာကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်23မိုင်ခန့်အကွာမေခါနဲ့မလီခါလို့ပေါင်းစုံရာမြစ်ဆုံနေရာနဲ့မြစ်လက်တက်တွေပေါ်မှာလျှက်စစ်တာမကဝဲ2000နီးပါးထုတ်လုပ်နိုင်မဲ့စီမံကိန်းကြီးတစ်ခုဖြစ်ပြီး2006ခုနှစ်ကလေးကဆောင်လုပ်ဖို့စတင်အကောင့်ထဲပေါင်းနေခဲ့တာပဲဖြစ်ပါတယ်လို့យေတာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာသူတွေအကြောင်းနိုင်ငံသားငွေစည်းမြင့်တက်တယ်လို့အကြမ်းဖက်မင်းရောင်လိုင်ကအပြစ်တင်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေကြောင့်နိုင်ငံသားငွေသုံးစွဲမှုများပြားပြီးနိုင် ုင်ငံခြားငွေစည်းမြင့်တက်နေရကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပါရယ်မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးရဲ့ဒုတိယနေ့မှာ၎င်းကထပ်ပါတိုင်းပြောဆိုလာတာပါမြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်ပြီး20အမေရိကန်ဒေါ်လာ5ဘီလီယံခန့်တန်ဖိုးရှိ73စီများကိုတင်သွင်းနေရကြောင်းလာစာစီသုံးဆွဲမှုလျှော့ချနိုင်ဖို့အတွက်လျှက်စစ်စွမ်းရည်သုံးမော်တော်ယာဉ် EV တင်သွင်းမှုတွေကိုခွင့်ပြုပေးထားတော်လဲနိုင်ငံခြားငွေလိုအပ်ချက်တွေရှိနေတဲ့အတွက်ကန့်သက်ချက်ရှိကြောင်းကုန်သွယ်မှုပုံငွေပြနေတော်လဲအခြား သုံးဆွဲမှုတွေအနှုတ်များများပြားမှု ရှိနေတာကြောင့်နိုင်ငံသားငွေစည်းမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေနဲ့နိုင်ငံသားငွေသုံးဆွဲမှုတွေများပြားလျက်ရှိကြောင်းမင်းအောင်လိုင်ကဆိုပါတယ် UNFCCI မှစီးပွားရေးလုပ်ငန်းရှင်တအုပ်ကနိုင်ငံသားငွေတန်ဖိုးမြင့်တက်နေရလို့ဆိုတော့လဲစစ်ကောင်စင်ကအလွန်မင်းထိန်းချုပ်ထားလို့လက်ရှိအမေရိကန်ဒေါ်လာယွန်ငွေကျပ်4400ကျပ်ဝန်းကျင်မှာညှိနေခြင်းဖြစ်ကြောင်းပြည်ရင်းမှာစစ်တပ်ကအတွင်းကုန်တွေကိုပိတ်ပင်ထားခြင်းကားတင်သွင်းခွင့်များပိတ်ပင်ထားခြင်းအစရှိရဲ့ဒေါ်လာငွေကုန်ပေါက်တွေကိုပိတ်ပင် င်ထားလို့သာလက်ရှိကုန်သွယ်ရေးပုံငွေပြသနေတယ်လို့ဖြစ်နေကြောင်းလက်တွေ့မှာပြည်ရင်းစည်းဝေးရေးတစ်ခုပြိုလဲလျက်ရှိကြောင်းသုံးသပ်ပြောဆိုပါတယ်နိုင်ငံခြားယင်းနှမြုံနံမှုတွေ2021အာနာသိန်းကလေးက ထွက်နေတာအခုဆိုဘာမှတော့တိတ်မကြမ်းတော့ဘူးတီလဝါစင်ကန်နဲ့စက်မှုဆောင်ကနေလဲဂျပန်ကုမ္ပဏီတွေထွက်ဖို့လုပ်နေကြပြီဆိုတော့ပြည်တွင်းမှာနိုင်ငံခြားပြည်ပရင်းနှီးမြှုပ်နှံမှုမရှိတော့ဒေါ်လာဝင်းကမရှိသလောက်ပဲအခုဒေါ်လာရနေတာကတဘာဝတန်ငွေနဲ့ရှင်းနံကနေပဲအဓိကရနေတာနောက်တစ်ခုကပြည်ပအလုပ်သမားနဲ့တင်မောသားတွေစီကဒေါ်လာဝင်းနာရှိရင်ပြည်တွင်းမှာတွင်းကုန်မှန်သမျှအကုန်ပိတ်ထားတယ်ကားတင်တွင်းခွင့်ပိတ်ထားတယ်အဲ့ဒီတော့စီးပွားရေးတစ်ခုလုံးကရက်နေတယ်ပြိုနေတယ်စစ်ကောင်စီကမူဝါဒမျိုးစုံနဲ့ဒေါ်လာတွေမထွက်အောင်ထိန်းချုပ်ထားတယ်ဒေါ်လာစီးတက်မရအောင်ကုန်တယ်ရီဖန်းနေ ဒေါ်လာဝယ်ရောင်းတွေထောင်ချတယ်ဒါကြောင့်ဒေါ်လာတဒေါ်လာကို4400ဝန်းကျင်မှာညှိနေတယ်လို့ပုံစံရှိနေတယ်တကယ်ကဘာမှအလုံးမဖြစ်လို့ငွေစည်းကမလုံမရှားဖြစ်နေတာပြည်တွင်းမှာငွေရှိသူမှန်သမျှအနည်းဆုံးထိုင်းလောက်မှာကွန်တိုဝယ်ပြီးထွက်သွားနေကြတယ်ရှိသမျှပိုင်ဆိုင်မှုတွေကိုထိုင်းဘတ်ထိနီလန်းမျိုးစုံနဲ့လှည့်ထုတ်သွားကြတယ်ပြည်တွင်းစီးပွားရေးကဘာမှလုံမရလို့တဖြည်းဖြည်းနဲ့ပြိုနေတာကြပြီလို့ UNFCCI မှာစီးပွားရေးသမားကရှင်းပြပါဗျာ အကျန်းဖက်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းပြီးအဲ့ဒီကော်မတီကိုမြထုံးဦးကဦးဆောင်ကနိုင်ငံသားငွေသုံးဆွဲမှုမှန်သမျှကိုထိန်းချုပ်ချုပ်ကန်ထားကြောင်းဒါကြောင့်နိုင်ငံသားငွေအသုံးပြုနိုင်တဲ့တွင်းကုံပါမင်းအယောင်ဝင်များလည်းအကြီးအကျယ်ဖြစ်ထွန်းလာပြီးအဲ့ဒီတွင်းကုံပါမင်းများကိုလည်းမင်းအောင်လှိုင်ရဲ့သားဖြစ်သူအောင်ပြည်စုံပါဝင်ဘိုးချုပ်အတိုင်းဝိုင်းကအဓိကရောင်းချကြကြောင်းရန်ကုန်စည်းဝိုင်းရဲ့အတိုင်းဝိုင်းကဆိုပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ဘရင်နောင်တိုက်ခိုက်ရေးကြောင့်ရှော့တိုက်တုံထိမှန်ပြီးဗိုလ်မှူးများအပါအဝင်ခုနှစ်ဦးသေဆုံးတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးရှိတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်နောင်ရှော့တိုက်တုံတွေနဲ့ပြစ်ခတ်ခံရပြီးဗိုလ်မှူးများအပါအဝင်စစ်သား9ဦးသေဆုံးကြောင်းသိရပါရယ်။မေလ19ရက်နေ့ပိုင်းမှာတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်နောင်တဲကို109မမရှော့တိုက်တုံလေးလုံးနဲ့အောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတင်နန်းသားအရာရှိဗိုလ်မှူး3ဦးဒုတိယတပ်ချက်9ဦးနဲ့ကျောင်းအုပ်ကြီးရဲ့လုံခြုံရေးစစ်တီ9ဦးတို့သေဆုံးခဲ့တယ်လို့ BWN ကမေလ20 2021ရဲ့နေ့လယ်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။တင်နန်းသားရရှိဖို့မှုခုနအုပ်စိုးရင်ပွဲအဆင့်ထံရရရှိခဲ့ပြီးတက်မတော်စစ်စင်ရုံကိုပို့ဆောင်ကူတာခဲ့ပါတယ်။အဲ့ဒီတွေက3ဦးစီးရုံမှာတည်ဆောင်ခဲ့တာပါ။လုံခြုံရေးစစ်တီနဲ့ဒုတိယတက်ချက်တွေကပွဲချင်းပြီးတည်ဆောင်ခဲ့တာပါလို့ BWM ဖွင့်ရတာမှရှိသူတောင်းကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်ထဏ်ရာရရှိသူ23ရှိပြီးတနန်္သာရရှိပုံမှုလေးဦးမှလွဲပြီးကြံစစ်သားတွေကစိုးရင်ပွဲရအစင်မဟုတ်ကြောင်းသိရပါတယ်။ကျောင်းဌာနချုပ်စိရင်ပြကွင်ကိုကြားရောက်ပောက်ကွဲပြီးမြေထိခိုက်မှုမရှိဘူး။ကြံနာကတနန်္သာအရာရှိဆောင်တွေဖြစ်တဲ့အင်ဂျင်တစ်စင်းနှင်းစီဆောင်တွေထိမှန်ပျက်စီးရင်ဗဟိုကင်းကင်းသားအိတ်ဆောင်ထိပြီးတနတ်တင်စင်း6ခုပျက်စီးသွားတယ်လို့၎င်းကဆက်လက်ပြောပါတယ်။ဒါအပြင်ကျောင်းဌာနချုပ်လက်နက်တိုင်မျက်နှာချက်ပွင့်ထွက်ပြီးလက်နက်များထိခိုက်မှုရှိခဲ့ပြီးကျောင်းအုပ်ကြီးနေအင်ကားခေါင်လည်းထိမှန်ပြီးကားနှစ်စီးပျက်စီးခဲ့ကြောင်းသိရပါ ါတယ်။တော်လိုင်းတပ်ဖွဲ့များပစ်ခတ်တဲ့နေရာတွေကိုတပ်နယ်မှူးဦးဆောင်ကနေမြေရှင်းလင်းရေးဝင်မယ်လို့တတင်းရထားပြီးမယ်။အသေးစိတ်မသိချင်ရကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar PWM ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Nine Civilian Defense Force နဲ့ Anti-Crop People Liberation Force တို့က KNL တပ်မဟာနဲ့တိုင်ရင်ကနေပူးပေါင်းခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့တတင်းမှာဖော်ပြပါရှိပါတယ်ရှင်။